အာဆင်နယ်ရဲ့ free kick တွေကိုပင်တိုင်တောင်ယူလာဝယ်ရှိတဲ့ Declan Rice ချန်ပီယံလီဂ်ပွဲစဉ်ควอเตอร์ไฟนอลပထမအကြော်ရီယယ်မက်ဒရစ်ကိုဖရီကစ်နှလုံးသွင်းပြီးနောက်ပိုင်းမှာ Twitter လူမှုကွန်ရက်ပေါ်မှာဆိုရင်ဒါအားလုံးကတော့အနာဂတ်အာဆင်နယ်အသင်းရဲ့ဖရီကစ်တွေကိုဒီကလန်ရိုက်လက်ထဲကိုထည့်လိုက်ပါဆိုတဲ့အကြံပြုမှုတွေအများကြီး ါကိုလည်းအာဆင်နယ်တင်တာဝန်ရှိတွေတွေးလိုက်မယ်။လက်ရှိအချိန်မှာဆက်ပီစပယ်ရှယ်လစ်နီကိုလက်ဂျိုဘာအပါဝင်အသင်းရဲ့နီပြချုံမီခေအာဒါအပါဝင်အသင်းရဲ့ကစားသမားတွေအားလုံးကလည်း Rice နဲ့ပတ်သက်ပြီးချီးကျူးမှုတွေလုပ်နေတာကျွန်တော်တွေ့ရပါတယ်။ ဲ့ဆိုဒီကလန်ရိုက်ကအနာကအာဆင်နယ်သင်းရဲ့ free kick တွေအားလုံးကိုပင်တိုင်ကန်ရဲလူဖြစ်လာမလားကျွန်တော်အချက်၃ချက်နဲ့ကြည့်လိုက်ရအောင်ဒီအချက်၃ချက်မပြောခင်မှာအာဆင်နယ်အသင်းရဲ့တဲကန်ဘောင်းနဲ့ပတ်သက်ပြီးတာဝန်ယူထားတဲ့လူတွေကိုအရေးဆုံးမိတ်ဆက်ပေးခြင်းပါတယ် set piece specialist nicolas joba ကတော့အနီးကပ်အိုက်တာဘေးကနေပြီးလှမ်းပြီးညွှန်ကြားတာတွေရှိတယ်ပွဲချိန်အတွင်းမှာအာဆင်နယ်သင်းရဲ့ညာဘက်တောင်းကန်ဘောတွေကိုကန်တာဝန်ယူ ကန်တင်ရတာကတော့ဘူကောက်စားကဘယ်ဘက်ချမ်းတောင်းကန်ဘိုးတွေကိုကန်တင်ရတာက declarize rice မပါတဲ့အခါကျလို့ရှိရင်တော့အဲ့ဘက်ချမ်းမှာ martinelli ကန်တင်တယ်ညာဘက်ချမ်းမှာဆိုလို့ရှိရင်တော့စာကမပါရင် martin odigak ကကန်တင်ပေးတယ်ဒါက arsenal သင်းရဲ့တောင်းကန်ဘိုးနဲ့ပတ်သက်ရင်တာဝန်ယူထားတဲ့လူတွေပေါ့လေ penalty နဲ့ပတ်သက်ပြီးကန်တာကတော့ဒါ arsenal သင်းမှာဆိုရင်တော့ဘူကောက်စားကကဦးစားပြီးနံပါတ်1 စကားမရှိဘူးဒါမှမဟုတ်စကားမခံဖြစ်ဘူးဆိုလို့ရှိရင်တော့မာနေအိုရီကက်ကန်တယ်တခါကျလို့ရှိရင်အသင်းမှာကစားသမားတယောက်အတွက်ခလေးမွေးဖွားတာပဲဖြစ်ဖြစ်တခုအထိမ့်မဲ့ရှိတဲ့အခါကျလို့ရှိရင်တော့ဦးစားပေးကန်ကြတာများတယ်ကိုကအသင်းကဒီပနတီကိုကန်ကန်ရမယ်ဆိုပြီးတော့ဘိုင်နိတ်တက်ထားပြီးမယ်လေကစားသမားတွေအချင်းချင်းကြားထဲမှာ communication ရဘသူ့ကိုပေးကန်လိုက်တယ်ဆိုတာမျိုးနီးပြတယ်စပီစပက်ရှယ်လစ်တွေမတီးပဲတောင်မှတခါလေးပွဲတွင်းမှာဖြစ်သွားတာတွေရှိတယ်အဲ့လို့ဆိုတော့ ကျွန်တော်တို့မြင်သာအောင်ပြောမယ်ဆိုရင်ခံရဘက်ရောက်လာပြီးတဲ့ကွာအာဆီလန်တင်းမှာဝေဖန်မှုတွေခံရပြီးဂိုးတွေမရတဲ့ကာလာပိုင်းခြားမှာဆာကာကအိုရီဂက်အိုရီဂက်ကနေတဆင်ခံရဘက်ကိုဘောလုံးလေးပေးပြီးကန်လိုက်တဲ့အခိုက်အတန့်မှတ်မိကြအောင်မထင်ပါနဲ့ဒါသည်အာဆီလန်တင်းမှာခံရဘက်ဂိုးတွေတတိုင်းရခြင်းရဲ့ပထမဆုံးသောအဖွင့်လက်ကီပနတီဂိုးလို့တောင်ပြောလို့ရတယ်ကဲဒါဆိုလို့ရှိရင်တော့ဖရီကစ်တွေအကြောင်းပြောလိုက်အောင် ဒီ free kick တွေမဖြစ်လာခင်တော့အာဆင်နယ်သင်းရဲ့ free kick တွေကကျွန်တော်ညေဆိုရင်ဒေါင္ကန်ပေါ်လောက်မှရင်ခုန်ကျင်စရာမကောင်းအာဆင်နယ်ဒေါင္ကန်ပေါ်ရပြီဆိုရင်ဝီလျံဆာလီဘာဂေဗရယ်မကာကြီးနဲ့ဂျူရန်တင်မာမျက်နှာတွေကြုံလိုက်ကြည့်တယ်တရရရတော့ခေါင်းတိုက်ပြီးသွင်းသွားနိုင်တယ်ဆိုတဲ့ feeling အပြည့်ဝရတယ် free kick ဆိုလို့ရှိရင်တော့ဂိုးတွေကိုကန်ထက်မှာမဟုတ်ဘူး cross ball ဖြစ်တည်မယ် main လူတို့ခေါင်းပြေးတိုက် ဒီလိုပုံစံမျိုးပဲဒီတက်ကနစ်ပဲသုံးမယ်လို့ထင်ခဲ့တာဒါပေမဲ့ Real Madrid နဲ့ပွဲစဉ်မှာတော့ Declan Rice ရဲ့ confident အပြည့်နဲ့ကန်သွားတဲ့နှလုံးသွင်းက12မိနစ်အတွင်းမှာပဲဖြစ်တည်သွားတာအဲ့တော့ Arsenal အသင်းကဒီလိုမျိုး free kick တွေနဲ့ပတ်သက်ပြီးတော့အရင်တုန်းကဘယ်သူသွင်းမလဲဆိုတဲ့အပိုင်းမှာတော့ကျွန်တော်တို့သိပြီစကားတွေမပြောဖြစ်ဘူးတကယ်လည်းပြောလို့ကောင်းတဲ့ topic မဟုတ်ဘာကြောင့်လဲဆိုတော့ကျွန်တော် free kick တွေများအကြပြီကဲပထမဆုံးတစ်ချက် Declan Rice ကဘာကြောင့် Arsenal အသင်းမှာပင်နိုင် free kick ကန်သူဖြစ်လာနိုင်တယ်လဲအဲ့ဒါကတော့ရှင်းတယ် အာဆင်နယ်အသင်းမှာဒီကလာရိုက်ထက်ပိုကောင်းပြီး free kick ကန်တိုင်းတဲ့ player လက်ရှိချိန်မှာမရှိပါဘူး။၃နှစ်လောက်ရှိပြီ။နောက်ဆုံး free kick ဝင်အောင်ကန်သွားခဲ့တာဘန်လီအသင်းဘက်ကို Martin Odegaard ကကန်သွင်းသွားခဲ့တာ။အဲ့ဒီအခိုက်တန့်ဒီ၃နှစ်လောက်ရှိပြီ။ဂျားထဲမှာတော့ကြံခဲ့တဲ့ October လာတုန်းကဒါ PSG အသင်းနဲ့ပွဲစဉ်မှာစကားကန်တဲ့တလုံးတော့ရှိတယ်။ဒါက free kick ဆိုရင်ပဲလေ hole to ထိမလို့ဒီလိုထိမလို့ ਨੇ ဝင်သွားခဲ့တာဖြစ်တဲ့အတွက်အခုဒိုက်ရိုက်ကန်တဲ့ rice free kick လောက်တော့ ိတ်ပြီးတော့လူပြောမများခဲ့ဘူးပေါ့လေအဲ့ဆိုအာဆင်နယ်သင်းရဲ့လက်ရှိချိန်မှာပြန်ပြီးရလာတဲ့ free kick တွေရဲ့နောက်ကွယ်မှာတော့အသင်းမှာလည်း rice tap ပို့ပြီး cam လို့တိကျတဲ့ player လည်းမရှိရဖြစ်တဲ့အတွက်အနာဂတ် free kick တွေနဲ့ပတ်သက်ပြီးတော့ declan right ကပဲတာဝန်ယူသွားဖို့တော့များပါတယ်။ Okay နောက်တစ်ချက်အဲ့ဒါကတော့ leadership ပိုင်း Arsenal အသင်းမှာ captain သည် Martin Odegaard မာရင်အိုဒီကက်မရှိတဲ့ခါကျတော့ရှင်စာကာတို့ဂေဗီယယ်မကာကြီးတို့ကတော့ဒါကပတိန်ဖြစ်တာဝီရဲတခါကျရင်ဂျော်ဂျီညိုပေါ့လေအဲ့တော့အနာဂတ်မှာတော့တော်တော်များကတော့ဒီကလန်ရိုက်ကိုကပတိန်လက်ပတ်ပေးသိချင်ဒါကဒီနှစ်မှမဟုတ်ဘူးမနစ်ကတော့နေအဲ့အတန်ကြီးတော်တော်လေးကျဲလောင်ထွက်ခဲ့တာနံပါတ်1အင်္ဂလန်သားဖြစ်တယ်နံပါတ်2ဒီကလန်ရိုက်ဒီအခြားကွင်းလက်ကစားသမားတွေထက်စာရင်ဒိုင်းကိုပရက်ရှာပေးတဲ့ပိုင်းမှာဂျန်နမန်တိုက်ကော aggressive တိုက်ကောတော်တော်လေးကိုကောင်းပြီးတော့ပြောနိုင်တဲ့လူပြီးတော့လေ အင်္ဂလန်အသင်းရဲ့အနာဂတ်ကပ္ပိန်ဖြစ်လာမယ်ဆိုတဲ့အပိုင်းဒီလိုလူမျိုးကအခုမှမဟုတ်ဘူးအာဆင်နယ်အသင်းရဲ့တေကန်ဝိုင်းနဲ့ပတ်သက်ပြီးတော့မကြာခဏကန်တင်ပေးတာမနစ်ကဆိုလဲအများကြီးပဲဒီလို free kick နဲ့တစ်စိဝေးဝိုက်ပြီးတော့လူတန်းပေါ်ကို white တင်ပေးတဲ့ဘောလုံးနဲ့နောက်ပြီးတော့ညာချမ်းမှာစာကာတင်တဲ့ down ကန်ဘောတွေပြီးသွားရင်ဘယ်ဘက်ချမ်းကဒီဂရိုက်က down ကန်ဘောတွေလေတော်တော်လေးအသင်းအတွက် impact ဖြစ်တာကိုတွေ့ရတယ်အဲ့ဆိုတော့ leadership ဘက်မှာဆိုရင်တော့ od gut ထက်တောင်မှ ဒီကလန်ရိုက်ကိုကြိုက်တဲ့လူတွေများတယ်ပြီးတော့26နှစ်ပဲရှိတဲ့အင်္ဂလန်သားဒီအချက်ကလည်းအသင်းမှာဦးစီးဦးဆောင်လုပ်ပြီးတော့နောက်ပိုင်းအသင်းရဲ့အရေးပါတဲ့ movement တွေမှာပါဝင်ပြီးတော့အဓိကကန်တရတဲ့အပိုင်းတွေအဓိက free kick အဆုံးဖြတ်ကန်တဲ့အပိုင်းတွေမှာတော့ဒီကလန်ရိုက်ကဖြစ်လာနိုင်ခြေရှိတယ်ဒီရသည်မှာအသင်းအတွက်53ပွဲကစားထားတယ်ခုနှစ်ကိုသွင်းပြီးတော့၈လုံးဖိုင်ထားတယ်မနစ်ကဆိုလို့ရှိရင်လည်း52ပွဲကစားထားတယ်ခုနှစ်ကိုသွင်းပြီးတော့၁၁လုံးဖိုင်ထားတယ်ဒီနှစ်ကောမနစ်ကော ူညီတာတစ်ခုက twin core တဆိုင် decolonize မှာဖန်တီးမှုတွေပို့ပြီးများနေတဲ့အချက်ဒါကဘာကြောင့်လဲတောင်ကမိုးတွေကန်တင်နယ်ပိုင်းတွေတက်ကမိုးတွေကန်တင်နယ်အပိုင်းတွေအခုလို free kick ကန်တဲ့အပိုင်းတွေမှာ rice ကတိုးတက်မှုတွေအရန်ရလာအဲ့ဒီ data အချက်လက်တွေဒီ decolonize ကိုအနာကက် arsenal တင်းရဲ့တက်ကမိုးတွေနဲ့ပတ်သက်ပြီးဦးစားပေးရွေးချယ်လာနေတဲ့အချက်ပဲဒါကတော့ ဒေတာတွေနဲ့ပတ်သက်သေးသေးကြာဝန်ထမ်းတွေပါခန့်ပြီးတော့ analyze လုပ်လို့ရှိရဲ့အဆင့်နဲ့နီးပြအဖို့ဝင်နေဆိုတော့မသိကြအကြောင်းမဟုတ်ဘူးကျွန်တော်တို့လိုမျိုးဒီတိုင်း wikipedia ခောက်ပြီးကြည့်နေလူတော်သိရဆိုရင်သူတို့ကောင်းကောင်းသိလိမ့်မယ်ကဲနောက်ဆုံးတစ်ချက်အဲ့ဒါတော့ sappy specialist nicole juba နဲ့ aida တို့ခေါင်းချင်းဆိုင်မဲ့ပြဿနာပဲအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီဒီ champion league quarter final နဲ့ပထမအကြော real madrid ဘက်ကို free kick နဲ့ goal တွေရခဲ့တယ် ဒါပေမဲ့အဲ့ဒီ movement အဲ့ဒီအနှေးပြခွက်တွေကိုပြန်ပြီးကြည့်တဲ့အခါမှာအိုင်ဒါဘေးနာကနီကိုလက်ချိုဘာကခေါင်းပေါ်ပုံစံမျိုး white တင်ပေးဖို့သူကလှမ်းပြီးတော့ညွန်ကြားနေခဲ့တာဒါပေမဲ့ Declan Rice နဲ့ဘူကောက်ဆက်ကကြားတဲ့ကစကားပြောစမှုတချို့လုတ်ပြီးတဲ့အခါမှာတော့ဒိုက်ရက်ကန်ထဲဖို့ပဲသူတို့တစီချလိုက်တယ်။တခါကျရင်အာဆင်နယ်မှာအဲ့ဒီ movement ရှိတယ်။အသင်းဘေးကဘလောက်ပဲပြောနေပြောနေကွင်းတီးရကစားသမားကြီးသူကသူတို့ဆုံးဖြတ်လိုက်တဲ့ movement လေးရှိတယ်။ပို့ပြီးကောင်းသွားတာများတယ်။ set piece special နဲ့ Nicole Jobar ကတော့အဲ့ဒီပွဲစဉ်မှာ Declarite free kick ကလည်းနှစ်ကိုးရသွားခဲ့တာဖြစ်တဲ့အတွက်ဘာမှတော့ပြောမလို့ဒါပေမဲ့ကိုညွန်ညာတဲ့အတိုင်းမလုပ်တဲ့အပိုင်းကတော့အသင်းတို့မှဆိုနည်းနည်းလေးတော့ short ရှိတယ်ပုံမှန်အားဖြင့်ဆိုရင်အဲ့လိုအရေးကြီးတဲ့အခြေအနေမျိုးမှာ rice can သွင်းသွားတဲ့ free kick နှစ်ကိုးလုံးဒီမဝင်ဘဲနဲ့ဘေးကိုထွက်သွားခဲ့မှဆိုရင်ငါပြောတဲ့အတိုင်းလူတန်းပေါ်ကံမတင်မင်းနဲ့ဘာကြောင့်ကန်တာလဲငါညွန်ကြတဲ့အတိုင်းဘာကြောင့်မလုပ်တာလဲဆိုတော့ပုံစံမျိုးတွေဒါပြောစရာဖြစ်သွားမယ်အပိုင်းပေါ်လေဒါဘာပြောပါ ဒီလိုအနေထားမျိုးကနေအဆင်ပြေသွားပြီးတော့စာကားလည်းရင်ထဲမှာရှိတယ်အဆင်ပြေတဲ့ထင်ကန်လိုက်ဆိုပြီးအကြံပြုတာနေပြီးတော့ကောင်းမွန်စွာဖြစ်လာခဲ့တဲ့ဒါ ው လဲအိုက်တာကမီယာထက်မှာပြင်ဖြေချခဲ့ပေါ့လေအိုက်တာကတော့ player နဲ့ပတ်သက်လို့ရှိရင်ဒါကွင်းလက်မှာလုတ်ပိုင်ခွင့်အပြုတ်အပေးထားတယ်ဆောရွန်ကျွန်တော်ပြောခဲ့လို့ပေါ့အိုက်တာကပနတိဘသူကန်ရမယ်ဆိုပြီးပြောရမယ်ကစားသမားတွေကြားထဲမှာကစားသမားတယောက်အတွက်အထိမ့်မဲ့တယောက်အတွက်ဂိုးလက်ကီလေးဖြစ်သွားနိုင်မယ်အနေထားမှာအချင်းချင်းပေးကန်ရတဲ့ခိုက်တက်နေရှိတယ် ဝဝမကြည့်နဲ့ချန်ပီယံလိကွာတာဖိုင်နဲ့အခုပထမအကြော့မှာဒီကလရိုက်ရဲ့ free kick ကိုမှဆိုရင်ဘေးရညွန်ကြတာတမျိုးကိုရီကစားမချင်းညှိပြီးကန်သွားတာတမျိုးကိုရသွားတဲ့အတွက်ဒါက happy ending ဖြစ်သွားခဲ့ရအကယ်၍များသာအဲ့ဒီပွဲစဉ်မှာအာဆင်နယ်ဒီရလက်မကောင်းခဲ့ပဲနဲ့နီးပြညွန်ကြတဲ့အတိုင်းမလုပ်ခဲ့လို့ရှိရင်တော့ဒါရီကနောက်ွယ်မှာတိုးတိတ်ထပ်ပြီးထုကြည့်လာတရားမဲ့အပိုင်းနေ ာဆီနယ်မှာတော့အဲ့တခုရှိတယ်မီဒီယာထက်မှာတော့ဒါမျိုးတွေကထွက်ပေါ်လာမှာမဟုတ်ဘူးအကြိမ်များသာတခုခုဖြစ်ခဲ့မယ်ဆိုရင်ပေါ့လေဒါပေမဲ့အာဆင်နယ်အသင်းနီးပြမီခေးအိုက်တာနဲ့ဆက်ပီစပယ်ရှယ်လစ်နီကိုလက်ချိုကဘာကြောင့်ညှိရမလဲဆိုတဲ့အပိုင်းကတခုရှိတယ်အဲ့ဒါကအိုက်တာကဒီဆက်ပီစပယ်ရှယ်လစ်ကိုလုတ်ပိုင်ဝင်အပြည့်ဝပေးထားတာတောင်းကံဘောတွေကံပြီးဖရီကစ်တွေကံပြီးဆိုရင်သူ့ဘေးနားမှာတောက်လျှောက်လာပြီးညွန်ကြားနေဒါကကစားသမားရဲ့အနေနဲ့ဆိုလို့ရှိရင်တော့ဟို ဘေးကနေအဓိကညွန်ကြားအတွက်ကိုမမြင်နိုင်တဲ့ရှူဒေါင်းတွေကနေပြီးတော့ပတ်မိုးပြလို့ရတဲ့အပိုင်းပေါ့လေတခါရလို့လေအခုလို့ဖောက်ထွက်ပြီးလုံလိုက်တဲ့အပိုင်းတွေမှာတော့ဒိုက်ရိုက်ဖရီကစ်တွေရရတော့ကောင်းတယ်အဲ့ဆိုဖရီကစ်တွေရတိုင်းတေကန်ဘောတွေရတိုင်းမှာငါတို့ဒီလူတန်းဘောကို cross ball ဖြတ်တင်မလားဒိုက်ရိုက်ကန်သွင်းမလားဆိုတဲ့အပိုင်းကတော့နီကိုလက်ဂျိုဘာနဲ့ညှိရမယ့်အပိုင်းဖြစ်သွားပြီကျွန်တော်တို့ကကန်သင်းတယ်လို့ထင်တဲ့ စိတ်ဆန္ဒရှိတဲ့အပိုင်းဒီမှာတော့ကန်လိုက်တာပို့ပြီးကောင်းမယ်အမြဲတမ်းတော့ဗျာခေါင်းတိုက်ဘောတွေမရဘူးအရင်ကဆိုလို့ရှိရင်အာဆင်နယ်က free kick မှာယုံကြည်မှုတော်တော်လေးကျတယ်မာတင်အိုဒီဂတ်ကန်လဲဂိုးအောင်မတက်နောက်ပြီးတော့ရာဟင်စတာလင်ကန်လဲဂိုးအောင်မတက်ဂျိုဂျင်းယိုကန်လဲအဆင်မပြေပါတီကန်လဲဘလူးမမရောက်အဲ့လိုနေထားရုံမှာအဲ့ဒီ free kick တွေနဲ့ပတ်သက်ပြီးတော့ကန်မဲ့အစားအာဆင်နယ်ပလေယာတွေကအဲ့တဲကန်ဘောတွေကိုလူတန်းပေါ်ကိုကျော်ပြီးတော့ခေါင်းတိုက်ဖို့တင်လိုက်တာများတယ် အဲ့တော့အဲ့လိုတင်လိုက်ကြီးရဲ့နောက်ွယ်မှာအသင်းကခေါင်းတိုက်ဖို့တွေနောက်တန်းကစားသမားတွေပြင်ဝင်တိုက်တာတွေမီခေးမိတ်တို့ခေါင်းတိုက်တိုက်တော့ရှိတယ်။ဒါပေမဲ့ဘာတွေကိုပြန်ပြီးဆက်လိုက်ရတယ်ဆိုတော့ကစားသမားတွေရဲ့ဂိုးပေါက်ထဲကိုရဲရင်ရဲ့ free kick ကန်တိုင်းနဲ့ဟာမျိုးတွေတော့စွန့်လိုက်ရတယ်။ကဲဒါတစ်ပိုင်းအဲ့ဆိုတော့ကျွန်တော်တို့ပွဲတော်မှာတေကံမောဆက်ချင်ရရင်ငါးလုံးလောက်ကတော့ကစားသမားတွေစိတ်ကြိုက် free kick ကိုကံကွင်းပေးတော့မယ့်ပုံစံမျိုးသူ decision ချဖို့လိုအပ်တာပေါ့လေ။ free kick ရတိုင်းတေကံမောရတိုင်းတိုက်ရိုက်မကန်နဲ့ဆိုပြီးညွှန်ကြရင်တော့ ဒါမျိုးကိုတွေကလည်းဖြစ်တည်လာမှာမဟုတ်တော့ဘူးဗောလေအဲ့တော့ဒါတွေကတော့ကျွန်တော်တွေ့ရှိထားတဲ့ Declan Rice အာဆင်တင်းရဲ့အနာဂတ်မှာ free kick တွေကံကွင်းရနိုင်တဲ့အချက်တွေဗောလေအဲ့တော့ Rice နဲ့ပတ်သက်ပြီးပြောလိုက်ရအောင် Rice ကဒီ free kick တွေနဲ့ပတ်သက်ပြီးအခုမှကြက်တိုးပြီးတော့ကန်သွားတာမဟုတ်ဘူးဗျအရင်တုန်းကကသူကလေ့ကျင့်လာခဲ့တာကံကွင်းမတာခဲ့တာပြောရမယ်ပြီးတော့ကန်သွားတဲ့နှစ်ခုကျော်ကတော်တော်လေးကောင်းတယ်ဒါသည် Champion League လိုမျိုးဒီဟိုဂိုသမာကော့တရိုက်တို့လိုမျိုးအစင်တန်းမျိုးတော့မှကြော်ဖြစ်ပြီးပိုက်ထက်ရအောင်ထည့်နိုင်ပြီဆိုတော့ပရီးမီးယားလိမှာလည်း မလုံနိုင်စရာအကြောင်းမရှိဘူးဒါအမှန်တရားပဲဒါကြောင့်မို့ပရီးမီးယားလိပွဲတွေမှာတော့ free kick ရတဲ့ခါကျရင် Declan Rice ကိုတိုက်ရိုက်ကန်သွင်းတဲ့ပုံစံမျိုးတွေမကြာခဏမြင်တွေ့ရလာဖို့ရှိရလို့ကျွန်တော်ထင်ပါတယ်အာဆင်နယ်ရဲ့အနာဂတ် captain အာဆင်နယ်ရဲ့အနာဂတ် free kick ကန်သွင်းမဲ့သူအာဆင်နယ်ရဲ့အနာဂတ် leadership ဖြစ်လာနိုင်တဲ့ Declan Rice ကိုတော့တော်တော်များဘောလုံးရုံပြိုင်ပြပိတ်တက်တရားအစလက်ခုပ်တီးပြီးတော့ဒီရက်သက်တဲ့ဘက်မှာချီးကျူးနေပါပြီအဆုံးထိကြည့်ပြတယ်လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ ဒီစီစဉ်လေးကိုဒီကကူကြည့်ပတ်ဝန်းပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တို့ကို6016633936တို့ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နိုင်မှာဖြစ်လို့ငွေပုံငွေချာရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလောင်းတက်ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှုရိုက်ချပြီးကျွန်တော်အားပြုလို့ရပါတယ် Viber ခုချီကို Sport online ငါတို့လုံးမိတို့ကိုကစားလို့ရနေပါခင်ဗျာ